မင်္ဂလာပါခင်ဗျရေကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကတပင်းရင်းမြို့နယ်မှာမြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့စီဂိမ်းရှင်ပိုင်ပွဲပြန်လည်ပြသမှုကိုကြည့်ရှုအားပေးနေတဲ့ပြည်သူတွေရှိရလက်ဖက်ရည်ဆိုင်ကိုအကြံဖက်စစ်တပ်ကလေနဲ့ဘုံကျဲချမှုကြောင့်ပြည်သူ၁၈ဦးထပ်မင်းနဲ့တိစုံထားပြီးနောက်ထပ်ပြည်သူအယောက်၃၀ထပ်မင်းနဲ့ကဒဏ်ရာတွေရထားတယ်ဆိုပါတယ်။ ကင်ဘီနဖပုတ်ခရိုင်အတွက်စစ်ကူလာချတဲ့အကြဖတ်စစ်တပ်ရဲ့ရဟတ်ရင်ကိုဂျန်နလီပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုအတွက်စစ်တပ်ကခိတဗျူဟာမှုဒုဗိုလ်မှူးကြီးအောင်မြတ်မို့အပါဝင်အရာရှိနဲ့စစ်သည်15ဦးအသီးသီးတိတ်ကုန်ကြတဲ့အတွက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကအရာရှိစစ်သည်အယောက်100နီးပါးအစစ်စစ်ခံနေရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့စကိုင်းတိုင်းကတပည့်ရင်းမြို့နယ်မှာ မြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့စီကိန်းရှင်ပြိုင်ပွဲပြန်လည်ပြသမှုကိုကြည့်ရှုအားပေးနေကြတဲ့ပြည်သူတွေရှိရာလက်ဖက်ရည်ဆိုင်ကိုအချက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲချမှုကြောင့်ပြည်သူ18ဦးထက်မနည်းသေဆုံးထားပြီးနောက်ထပ်ပြည်သူအယောက်30ထက်မနည်းကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကည8:00နာရီဝန်းကျင်လောက်မှာပဲတပင်းမြို့နယ်အမေရိကန်ချေးရွာလက်ဖက်ရည်ဆိုင်မှာ မြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့စီဂိမ်းရှင်ပြိုင်ပွဲပြန်လည်ပြသနေတာကိုပြည်သူတွေကလာရောက်ကြည့်ရှုဝိုင်းဝန်းအားပေးနေတဲ့အချိန်အကြံဖတ်စစ်တပ်ကအဲ့ဒီလပိတ်ဆိုင်ကိုလေနဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲစစ်တပ်ရဲ့လေအိမ်ဘောကကျဲချလိုက်တဲ့ဘုံသီးတွေဟာကျေးရွာတက်ကနေအိမ်တွေပေါ်ကိုကျက်ရောက်ပောက်ကွဲတာတွေအပြင်မြန်မာနဲ့ဖိလစ်ပိုင်မျိုးသမီးဘောလုံးအသင်းတို့ရဲ့ဘောလုံးပွဲကိုကြည့်ရှုအားပေးနေကြတယ်ပြည်သူတွေရှိရာလပိတ်ရေဆိုင်ပေါ်ကိုပါကျက်ရောက်ပောက်ကွဲသွားပြီးတော့ပြည်သူ၁၈ဦးတမနဲ့တိတ်ဆုံးထားတဲ့အပြင် နောက်ထပ်ပြည်သူအယောက်30ထက်မနည်းကဒဏ်ရာတွေရထားသလိုနေအိမ်တွေလည်းအများပြပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုတေဆုံးတဲ့ပြည်သူတွေတဲမှာအသက်9နှစ်အောက်ကလေးငယ်2ဦးပါပါဝင်တယ်လို့လည်းသိရပြီးဒဏ်ရာရထားတဲ့ပြည်သူအယောက်30ထက်မှလည်းအသက်အနည်းရဆိုရင်ရတဲ့သူတွေပါနေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။လက်ရှိအကြမ်းဖက်စစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်လည်လုံခြုံနေတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းတွေတိုးလို့မရတဲ့နေရာတွေဆို တိုက်ပွဲဖြစ်ပွားမှုမရှိလဲရသပြည်သူတွေနေထိုင်ရာနေရာတွေကိုဓမင်းတွေကဥတီပြီးအခုလိုလေကြောင်းကနေဘုံကျဲတက်ခတ်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ရသပြည်သူတွေဆုံးမှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဂင်းပြည်နယ်ဖပုံခရိုင်အတွင်းစစ်ကူလာချတဲ့အကြပ်ဖက်စစ်တပ်ရဲ့ရဟတ်ရင်ကို GNL ပူပေါင်းတပ်တွေကတက်ခိုက်ချင်းမမှုအတွင်းစစ်တပ်ဘက်ကခိတ္တဗျူဟာမှုဒုဗိုလ်မှုကြီးအောင်မြင်မှုအပါဝင်ရရှိတဲ့စစ်တီ15ဦးအသီးသီးတိတ်ကုန်ကြတဲ့အတွက် စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကအရာရှိစစ်သည်အယောက်တရာနီးပါးအစစ်ဆေးခံနေရတယ်လို့နေပြီးတော့စစ်ဘက်သတင်းရှင်းမြစ်ကပြောထားသလိုစီရီယံဘူဂျီဇင်ယောကလည်းရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ22ရက်နေ့ကပဲကင်းပြည်နယ်ဖပွန်ခရိုင်မှာစစ်စင်ရေးတွေကြီးကြပ်ကုတ်ခဲ့မယ်အချက်ဖတ်စစ်တပ်ကခိတ္တဗျူဟာမှုဒုဗိုလ်မှုကြီးအောင်မြတ်မို့အပါဝဲစစ်ကူတွေကို MI70 ရဟတ်ရင်နဲ့လာရောက်ချထားပေးတဲ့အချိန် KNL PDF ပူပေါင်းတက်တွေကတည်င်းအရာအသင့်ဆောင်ပြီးတော့ကိုတက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကစစ်စင်ရေးကြီးကြပ်ဖို့လွှတ်လိုက်တဲ့ခေတ္တဗျူဟာမှုဒုဗိုလ်မှုကြီးအောင်မြန်မှုအပါဝင်စစ်သား15ဦးဟာရောက်ရောက်ချင်းမှာပဲအသီးသီးတိတ်ကုန်ကြပြီအဲ့ဒီဒုဗိုလ်မှုကြီးအောင်မြန်မှုရဲ့မတအလောင်းပါဝင်မြရာရှိတွေရဲ့အလောင်းတွေကိုတော့အခြားရဟယင်တစည်းနဲ့သူတို့စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ထဏချုပ်ကိုပြန်တဲသွားကြတယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီး စီရီယံဘူဂျီဇေယောကလည်းအဲဒီစစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က A1 ဒူဘိုမူဂျီအောင်မြင်မိုးနဲ့အဖွဲ့ရဟန်းရင်ဘော်ကနေခြာပိပိချင်းမှာပဲတိုက်ခတ်ခံရမှုကြောင့်စေအရာရှိကြီးတွေအရာရှိငယ်နဲ့စစ်သားစုစုပေါင်း15ဦးအတိအသေးတေကုံကြတဲ့အကြောင်းကိုအတိအပြုပြောထားပါသေးတယ်။အဲဒီလိုစစ်တပ်ဘက်ကနေစစ်ကူအနေနဲ့အရာရှိတွေအပါအဝင်စစ်သားတွေရဟန်းရင်နဲ့လာမယ်ဆိုတာကို KNU ဘက်ကလည်းတည်င်းအတိအကျရပြီးတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေအထားဖြစ်တဲ့အတွက်ဒီကိစ္စဟာ တည်င်းပေါက်ကြလို့ဖြစ်တဲ့ဆိုပြီးစစ်တပ်ကသူတို့ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစုံခုံဖွဲ့ပြီးတော့စစ်စေးတာတွေလုံနေပြတယ်လို့လောလောဆယ်တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်တိုင်းရုံးကအရာရှိစစ်တီနဲ့မိသားစုဝင်အ ਨੇ စုံအယောက်100နီးပါးရဲ့ဖုန်းတွေပါမကြံစစ်စေးခံနေရတယ်လို့နေပြီးတော့စစ်တပ်တည်င်းအရှင်မင်းကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်မှာအချက်ဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲစင်းစစ်စေးပြီးပြန်လာတဲ့စစ်ကား2စီးကို ေါ်လာရင်တရီကကြားဖြတ်တက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကရရှိဗိုလ်တအူးသေသွားပြီးတော့နောက်ထပ်စစ်သား၃ဦးကပြင်းထန်တမ်းရရထားတယ်လို့ဒေါင်းစစ်အောင် LPDF ရဲ့တာဝန်ခံကိုထုလေးကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့ဒီဇင်ဘာလ၄ရက်နေ့ကပဲစလင်းမျိုးနဲ့အတွင်းကအကြံဖက်စစ်တပ်တဆွဲထိန်းချုပ်ထားတဲ့ခြေရွာတွေမှာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲစင်းစစ်ဆေးပြီးပြန်လာတဲ့စစ်သားတွေလိုက်ပါလာရစစ်ကားနှစ်စီးကို ဒေါ်လန်ရေးတက်တွေကလမ်းကနေဖြတ်အားပြင်းမိုင်းတွေပါအတုံးပြုတ်ပြီးတော့ဝိုင်းဝန်းပစ်ခတ်တက်ခတ်ချင်းမုန်းကလေးဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်တပ်ကရရှိဖို့တူကတော့သေသွားပြီနောက်ထပ်စစ်သား၃ဦးကပြင်းထန်ဒဏ်ရာရထားတဲ့အကြောင်းကိုတည်ထားရတဲ့အပြင်အဲ့ဒီစစ်ဘူးရဲ့မသားလောင်းကိုလည်းတိတ်တဆိတ်ပဲအာတုပချခဲ့ကြတဲ့အကြောင်းကိုပါတည်ထားရတယ်လို့ဒေါင်းစစ်အောင် LBD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ခံကိုထုလေးကပြောထားပါလေလက်ရှိစလင်းမျိုးနဲ့အတွင်းမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်လိုက်ပါလှုပ်ဆောင်နေတဲ့သူတွေနဲ့ဝေးဝေးကနေနေထိုင်ကြဖို့ကိုလည်းတော်လိုင်းရေးတပ်ဘက်ကသတိပေးထားပြီးလက်ရှိစလင်းမျိုးနယ်ဘက်မှာတော့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြင်နဲ့စစ်တပ်ကတပ်ဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တပ်ကအခုလိုသူတို့တပ်ဆွဲထားတဲ့နေရာတွေကနေစစ်ကနေပဲဖြစ်ဖြစ်စစ်ကြောင်းနေပဲဖြစ်ဖြစ်ထွက်လာတာနဲ့တော်လိုင်းရေးတပ်တွေရဲ့နေပေါင်းစုံနဲ့တိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေဖြစ်တယ်လို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ မှာတော့ MG ရဲ့ပြည်တော်စုလွတ်တော်ကိုဇာပြုကော်မတီ CRPH ကစာနာရှင်စနစ်ချုပ်ငြင်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်ရေးမြကာကွယ်စောင့်ရှောက်ရေးဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ်။ဒါကတော့လက်ရှိအမျိုးသားညီညွတ်အစိုးရ MG ပြည်တော်စုဝန်ကြီးချုပ်ယုံကနေ2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ပြည်သူလူထုစံနာကိုအကောင့်ထဲပေါ်ဖို့အကြံဖတ်အာဏာသိမ်းဆဲအုပ်စုကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲလှုပ်ဆောင်မှုတွေကိုတားဆီးဖို့နဲ့ အဲ့ဒီမှာပါဝင်ကူညီဆောင်ရွက်သူတွေကိုအရေးယူနိုင်ဖို့အပြင်ပြည်သူလူထုရဲ့စံနာကိုအကောင့်ထဲပေါ်ပြီးစံနာရှင်ခြုံငင်းရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းတွေတော်လှန်ရေးမိဘအဖွဲ့အစည်းတွေနဲ့ပါပူးပေါင်းဆောင်ရွက်နိုင်ဖို့အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့အခုဥပဒေကို CRPH လက်ထက်ပေးပို့ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလို UNG ပြည်တော်စုဝန်ကြီးချုပ်ရုံးကပေးပို့လာတဲ့ဥပဒေကိုပြည်တော်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့ CRPH ကထုတ်ပြန်ထားပါတယ်။အဲ့ဒီဥပဒေထဲမှာ ပြစ်မှုပြစ်ဒဏ်တွေအနည်းငယ်ကတော့အတူယောင်ရွေးကောက်ပွဲဆိုင်ရာခေါင်းဆောင်မှုအဆင့်ပုတ်ကိုမိသူကိုမဆိုးပြည်သူလူထုရဲ့ဆန္ဒကိုစန့်ကျင်ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားပါကအဲ့ဒီသူကိုအနည်းဆုံးထောင်ဒဏ်9နှစ်ကနေအများဆုံးထောင်ဒဏ်10နှစ်အထိဖြစ်စေအလေလက်အဆင့်ဆိုရင်တော့ပြစ်မှုကျူးလွန်တဲ့သူကိုထောင်ဒဏ်9နှစ်ကနေ3နှစ်အထိအောက်ခြေအဆင့်ဆိုရင်တော့ထောင်ဒဏ်3နှစ်ကနေစတင်ချမှတ်နိုင်ပြီးသက်ဆိုင်ရာအဆင့်အလိုက်ငွေဒဏ်တွေပါချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ် ဒါပြင်မတမာတဲ့နီလန်းနဲ့အခြေခံအုပ်ချုပ်ရေးပိုင်းကစပြီးအာဏာရယူဖို့ကြိုးပမ်းတဲ့သူမြည်သူကိုမစိုးပြည်သူလူထုရဲ့ဆန္ဒကိုစန့်ကျင်ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုတင်ရှားပါကအဲဒီသူဟာအ ਨੇ ဆုံးထောင်ဒဏ်3နှစ်ကနေထောင်ဒဏ်5နှစ်အထိငွေဒဏ်နဲ့မှချမှတ်နိုင်တဲ့အကြောင်းနဲ့မြည်သူမစိုးအတူရောက်ရွေးကောက်ပွဲဖြစ်မြောက်အောင်ကူညီတာတွေငွေကြေးထောက်ပံ့တာတွေဒါမှမဟုတ်တနည်းနည်းနဲ့အထောက်အကူပြုတဲ့သူတွေဟာထောင်ဒဏ်3နှစ်အထိငွေဒဏ်နဲ့ပါချမှတ်နိုင်တယ်လို့ ် NG CR page ကပြဋ္ဌာန်းလိုက်တဲ့ဥပဒေမှာပါရှိပါတယ်ခင်ဗျာတဖက်မှာတော့နေဦးဒေါ်လန်ရဲ့အခြေအနေကြောင့်လူလူတိုက်ပွဲလူလူလှုပ်ရှားမှုအရှိန်ဟုန်မြင့်မှုလိုအပ်တယ်ဆိုပြီးတပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ကိုနက်လင်းကတိုက်တွန်းပြောဆိုလာပါတယ်လာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်မယ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာအပြစ်မထွက်အတန်တိတ်တပိတ်ပြုတ်လုပြီးလူလူလှုပ်ရှားမှုတည်းရဲ့ဆင်နွှဲကြဖို့ရှိတယ်ဆိုပါတယ်အဲ့ဒီအပြစ်မထွက်အတန်တိတ်တပိတ်မှာ ပြည်သူလူထုအနေနဲ့ကိုယ့်ရဲ့အသိဉာဏ်နဲ့ရှင်ပြီးပူပေါင်းပါဝင်ကြဖို့နဲ့အကြံဖက်စစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တော်လှန်မှုနဲ့ပူပေါင်းတုံ့ပြန်ကြဖို့ကိုလည်းတိုက်တွန်းထားပါသေးတယ်။လက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးပြီးရင်လည်းဒေါ်လာရေးကဆက်ပြီးရှိနေမှာဖြစ်တဲ့အတွက်ပြည်သူလူထုနဲ့အတူယုံကြည်မှုရှိရှိနဲ့ဒီဒေါ်လာရေးခရီးရဲ့မျှော်လင့်ချက်ပန်းနိုင်ကိုစပီးစုတ်ကင်ချီတက်ကြမှုကိုလေတပိတ်ခေါင်းဆောင်ကိုနန်းလင်းကတိုက်တွန်းပြောဆိုလာပါတယ်။လက်ရှိအကြံဖက်စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးဟာ ဒိုင်းမီကိုအာနာရှင်ကြောင်းနဲ့ကြီးတဲ့စင်ရဲမွက်တေမှုကြောင်းနဲ့ထဲတွန်းပို့မဲ့ထောင်ချောက်ဆိုတာကိုလေမိဘပြည်သူတွေအတိဆုံးဖြစ်ပါတယ်လို့ကိုနန်းလင်းကပြောထားပါသေးတယ်။တစ်ဖက်မှာလည်းလက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးကိုဂူလာသမဂအာဆီယံနဲ့နိုင်ငံပေါင်း28နိုင်ငံပါဝင်တဲ့ဥရောပပါလီမန်ပါဝင်အိမ်နီးချင်းဖြစ်တဲ့ထိုင်းလိုနိုင်ငံကပါလက်မခံပဲစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်တဲ့ဆိုပြီးအတိအကျပြောဆိုထားကြတယ်လို့လက်ရှိပြည်တွင်းမှာလည်း စစ်တပ်ကအခုချိန်ထိလက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသေးတဲ့အပြင်အဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါပဲသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာမြန်မာပြည်သူအများစုထောက်ခံမှုမရှိတဲ့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့အခြေအနေနဲ့ပဲသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုနဲ့သာအတင်းအကျပ်ပြုလုပ်ဖို့စီစဉ်နေတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်ရဲ့စလင်းကြီးမြို့နယ်ပတ်တွင်မှာ အကြပ်ဖက်စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့စာတမ်းတွေချိတ်ဆွဲခဲ့တယ်လို့တပိတ်ကော်မတီအဖွဲ့တွေစီကနေသိရပါတယ်။ရန်ကုန်မြို့မှာတော့လက်ရှိအကြပ်ဖက်စစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကပဲဒီဇင်ဘာလ၄ရက်နေ့ကမြို့ပေါ်ဂုံးကျော်တရားတစ်ခုပေါ်မှာအကြပ်ဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုစန့်ကျင်တဲ့စာတမ်းကိုလူပေါင်းတဲ့လူငယ်ရဲဘော်တွေကချိတ်ဆွဲခဲ့ပြီးဆန္ဒရှင်ရဲ့ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုတည်းပြုလုပ်ခဲ့တယ်ဆိုပါတယ်။အလားတူစကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာလည်း ဒီဇင်ဘာလ၄ရက်နေ့ကပဲအချက်ဖက်စစ်တရဲ့ရွေးကောက်ပွဲအတူကြီးကိုစန့်ကျင်ရေးအနေနဲ့မြို့နယ်တပိတ်ဦးဆောင်ကော်မတီဝင်တွေကဘေပုတ်တွေလိုက်ထောင်ပြီးဇန်နာရှင်စနစ်စန့်ကျင်ရေးပြုလုပ်ခဲ့ကြတယ်လို့ရင်းမာပင်စလင်းကြီးရွာပေါင်းစုံတပိတ်ဦးဆောင်ကော်မတီကပြောပါတယ်ဒါဟာစစ်တကလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရလုံးနဲ့အတူစလင်းကြီးမြို့နယ်အတွင်းကပြည်သူလူထုကလည်းအလိုမရှိဘူးဆိုတာကိုစန့်ကျင်ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒါပြင်လက်ရှိအချက်ဖက်စစ်တပ်ဟာ တို့အတွက်နိုင်ငံရေးထွက်ပေါက်လို့ထင်နေတဲ့ရွေးကောက်ပွဲအတူကြီးကိုဖန်တီးပြီးအရသာအသွင် ပြောင်းလဲပြီးတော့ဆန္ဒရှင်စနစ်အုပ်ချုပ်ရေးအဖြစ်ရာသက်ပန်အမြင့်တွေ့စေဖို့ကြံစည်နေတာဖြစ်ပြီးဒိုင်းပြည်နဲ့ပြည်သူတွေအပေါ်စစ်တပ်ကြီးစိုးတဲ့နိုင်ငံရေးမျိုးကိုရည်ရွယ်ချက်ရှိရှိပုံဖော်ဖို့အတွက်တို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုမရရတဲ့ဤနဲ့ပြုလုပ်ဖို့စီစဉ်နေတာဖြစ်တယ်လို့ဒါဟာနိုင်ငံရေးဤအရာဖြစ်ရှင်းမှုမဟုတ်ပဲ ပြည်သူတွေအတွက်ရတပ်ပန်စစ်တပ်လက်အောက်မှာထောင်ချောက်မိမဲ့အခြေအနေသာဖြစ်တယ်လို့ရင်းမာပင်စလင်းကြီးရွာပေါင်းစုံတပိတ်ဥဆောင်ကော်မတီကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်း6ဦးမြို့နယ်ကရတပ်ပြည်သူတွေနေထိုင်ရာကြီကုန်းချင်းရွာကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးပြီးပြည်သူပိုင်းအဖို့တန်ပစ္စည်းတွေကိုလူရက်ခိုးယူသွားကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ချောင်းမြုံနယ်ကရသပြည်သူတွေနေထိုင်ရာကြီကုန်းကျေးရွာကိုအကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုဘာမှမရှိဘဲစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ကျေးရွာတွေကပြည်သူတွေလည်းထွက်ပြေးတင်းရှောင်ခဲ့ကြတော့ရွာထဲရောက်လာတဲ့အကြက်ဖက်စစ်တပ်ဟာပြည်သူပိုင်းနေအိမ်တွေတဲကတံပိုးရှိပစ္စည်းတွေကိုစိတ်ကြိုက်လူရက်ခိုးယူပြီးတော့မှနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ကြတယ်ဆိုပါတယ်။လောလောဆယ်တော့ကျေးရွာထဲမှာနေအိမ်တွေဘလောက်တောင်မိလောင်ပျက်စီးသွားပြီလဲဆိုတာမသိရသေးပေမဲ့မိရှုဖျက်ဆီးသွားတဲ့စစ်တပ်စစ်ကြောင်းကတော့ တို့ခိုးယူထားတဲ့ပြည်သူပိုင်ပစ္စည်းတွေကို forka နှစ်စီးပေါ်တင်ပြီးခင်မွန်ချေးရွာဘက်တည်သွားကြတယ်လို့လည်းတည်ထားရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးနေမီကန် LPD ရဲ့တပ်ဖွဲ့ကလည်းအဲ့ဒီဘက်မှာဗတိုက်ပွဲမှာဖြစ်ပွားမှုမရှိသလိုတော်လန်ရေးတပ်တွေဘက်ကစီးရေးလှုပ်ရှားမှုလည်းမရှိပဲရဲသားတွေပဲသူ့အတူနေထိုင်ကြတာကိုစစ်တပ်ကအကြောင်းမဲ့ဝင်ရောက်မိရှို့ဖျက်ဆီးတာတွေလုပ်သွားတာလို့ပြောပြထားပြီးလောလောဆယ်တော့ အကြပ်ဖက်စစ်တပ်ကအဲ့ဒီလိုခြေရွာတဲကိုဝင်ရောက်မိရှုဖျက်ဆီးမှုကြောင့်ရွာတဲကပြည်သူတွေဟာဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ